ဟိုကျေးဇူးပါရှင်အခု PDF တင်လေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာဆိုလို့ရှိရင်တီးတန်းတော့ဟိုပေါ့သူတို့ဆုံးဖြတ် ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူးဥပဒေပေါင်းလဲပြောင်းဝင်လာမယ်ဆိုကျမတို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေလွန်ခဲ့တဲ့ဟို2023 2024နှစ်ဆိုင်တော့ဟိုပြောင်းပြန်ပြန်ဖြစ်လာတာပေါ့အခြေအနေကတက်ကပြန်ဖြစ်နေတယ်အဲထိုးစစ်တွေဆင်နေတယ်အဲအဲ့လိုတွေဖြစ်လာတာပေါ့နော် အဲ့လိုတွေဖြစ်လာတဲ့အခါနော်အဲ့တက်ဆက်တဲ့ကျွန်မပြောချင်တာကလေအခု PDF တွေပေါ့နော် PDF လည်းပြောကြပါဆိုနော်ဒါကျွန်မတို့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်ရှင်ဟိုလူငယ်တွေဖြစ်ပါတယ်တကယ်တမ်းကျတော့လမ်းမရောက်ကြတာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်သူတို့ရဲ့ရက်တီရေးအတွက် gate တွေဖွင့်ရတယ်အဲ gate တွေဖွင့်ပြီးတော့မှเออสรุปปิดูลูกอ่ะกုံซิงลงตัดๆตองคันอ่ะป่ะเนาะสมมุติว่าดิโลอั่วเต้ๆเต้ๆเล้ๆตองมาดิเกทพ่นพี่တော့มาจมเราဝင်ๆยะอารมณ์เบ้มิงคลาบา ဒီကနေ့မှာတော့ PDF တွေအလင်းဝင်ဖို့ဖိတ်ခေါ်လိုက်ပြီးကုံစင်းနှုံးကြီးမျက်နာက PDF တွေစက်ကြီးကောက်လို့ဟုတတ်တခိုင်ပြောလာတည်းမို့အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ဟိုကျေးဇူးပါရှင်အခု PDF တွေလေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်တယ်ဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာ။ဆိုလို့ရှိရင်တီးတန်းတော့ဟိုပါပေါ့သူတို့ဆုံးဖြတ်ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူး။ဥပဒေပေါင်းလည်းပြောင်းဝင်လာမယ်ဆိုကျွန်တော်တို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေ။ ။ဒါအခုစိုးရလဲကြုံဆုံနေပါလေရှင်။အဲ့ဒါတော့အဲ့ဒါလေးအဖြေကတော့ရှင်းပါလေ။အဲနောက်တစ်ခုပြည်သူစစ်မှုရန်ဥပဒေပေါ့နော်။ဆိုလို့ရှိရင်ပြည်ပြည်သူစစ်မှုရန်ထမ်းခြင်းကကျွန်တော်တို့မြန်မာတိုင်းနိုင်ငံနဲ့ထူးပြီးတော့မှဆောင်ရွက်နေတာမဟုတ်ပါဘူး။ကျွန်တော်တို့အင်္ဂီနာချင်းဖြစ်တဲ့ထိုင်းမှာလည်းရှိတယ်။စင်ကာပူမှာလည်းရှိတယ်။ပြီးလို့ကိုရီးယားတွေဘာတွေမှာလည်းရှိတယ်။နောက်ကျွန်တော်တို့မသိတဲ့တခြားနိုင်ငံတွေလည်းရှိနိုင်တာပေါ့နော်။အဲဆိုလို့ရှိရင်အဲရှိပါလေရှင်နံပါတ်1ကအခုဝန်ထုတ်ဝန်ဘိုးဖြစ်နေတာပါလဲဆိုလို့ရှိရင် အဲဒီဥပဒေကိုအကောင့်ထည့်တဲ့အကောင့်အကောင့်ထည့်ပေါ်တဲ့ပုံစံပေါ့အကောင့်ထည့်ပေါ်တဲ့ပုံစံဟိုပါပေါ့မှားယွင်းနေတာတွေရှိတာပေါ့နော်ဒီအောက်ချိန်မှာဟိုအကြောက်တရားတွေနဲ့ဟိုကြောက်မှန်းပြီးတော့ပို့ချောက်တယ်ပြီးလို့ရှင်ဒါတွေနဲ့ဟိုဝင်တဲ့နေတာတွေရှိတယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့တေချာစီစစ်လေ့လာပြီးလို့ရှင်လောက်ထုံးလုံးကြီးကိုအတိအကျပေါ့ SOP လိုမျိုးလေလောက်ထုံးလုံးကြီးအတိအကျနဲ့ကျွန်တော်တို့အကောင့်ထည့်ပေါ်လို့ရှင်လူတိုင်းကကိုယ့်လက်ဘယ်တော့ကြမလဲဆိုတော့ကြောက်ရွံ့နေတဲ့စိတ်မရှိရအောင်ပေါ့နော် အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်လို့ရပါချင်းအဓိကအကောင့်ထက်ပေါ်တဲ့နေရာမှာအဟိုပါပေါ့ဖြစ်နေတာဖြစ်ပါချင်းဥပဒေအကြောင်းမလို့မဟုတ်ပဲနဲ့လေဥပဒေအကြောင်းမလို့မဟုတ်ဘူးအဲပြီးလို့ရှိရင်တော့အဲအလုံထုံးလုံးနေအတိအကျပေါ့နော်ဒါနောက်တစ်ခုကကြတော့လိုအပ်ချက်အရာကျွန်တော်တို့ကဒါဒီဥပဒေက2010တုန်းကကျွန်တော်တို့ကပြဋ္ဌာန်းထားတာလေသို့တော်လဲမလိုအပ်သေးတော့ဒီဥပဒေကိုအသက်မသွင်းသေးတာပေါ့နော်ဆိုလို့ရှိရင်အခုနောက်ပိုင်းလိုအပ်လာတဲ့အခါကျတော့ ့ဒါကိုအသက်သွင်းလာတယ်ပေါ့နော်အသက်သွင်းလာတဲ့အခါကျတော့အဲဟိုပါပေါ့တတုတ်တတုတ်ကို9000နဲ့အခုဆို18တုတ်18တုတ်ရှိပြီဆိုတော့လေဆိုလို့ရှိရင်ဒီဟိုနိုင်ငံတော်မှာလည်းဟိုတပ်မတော်မှာလည်းအင်အားတွေများလာတယ်များလာတဲ့အပြင်တပ်ဖက်ကလည်းခုနလို drone တွေပါတွေနဲ့ဟိုစစ်စင်ရေးတွေလောက်လာနိုင်တာပေါ့နော်အဲ့လိုလောက်လာနိုင်တော့အခုကလွန်ခဲ့တဲ့ဟို2023 2024ထက်ဆိုင်တော့ဟိုကြောင်းမြန်ပြန်ဖြစ်လာတာပေါ့အခြေအနေကတက်ကပြန်ဖြစ်နေတယ် အဲထိုးစစ်တွေဆင်နေတယ်။အဲလိုတွေဖြစ်လာတာပေါ့နော်။အဲလိုတွေဖြစ်လာတဲ့အခါနော်အဲတက်ဆက်တဲ့ကျွန်တော်ပြောချင်တာလေ။အခု PDF တွေပေါ့နော်။ PDF လည်းပြောကြပါဆိုနော်။ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်ရှင့်။အော်လူငယ်တွေဖြစ်ပါတယ်တကယ်တမ်းကျတော့လမ်းမားရောက်ကြတာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်သူတို့ရဲ့ရက်တီရေးအတွက်ဂိတ်တွေဖွင့်ရတယ်အဲဂိတ်တွေဖွင့်ပြီးတော့မှ အဲဆိုတော့ပြည်သူလူထုကကုံစင်းလုံးတက်တက်တောင်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒီလိုအဖက်သေး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 လေးတွေတောင်မှဒီဂိတ်ဖွင့်ပြီးတော့မှကျမတို့ဝင်ငွေရပူလောဘကဖာရဲဘော50ခန့်တဝဲမြို့သားလူမြောက်ရေးတက်တော်စီပူပေါင်းတနင်္သာရီတိုင်းပလောမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော50နီးပါးဟာတဝဲမြို့သားလူမြောက်ရေးတက်တော် DNAA စီတက်ဖွဲ့ဝင်ဖြစ်ပူပေါင်းဝင်ရောက်လိုက်ပြီလို့ထုတ်ပြန်ကြေညာပါတယ် နိုင်ငံရေးခံယူချက်ချင်းတူလာကြောင်းကူးပေါင်းဖြစ်တာလို့ပူလောမျိုးနယ်ပကဖတိုက်ခိုက်ရေးတာဝန်ခံရဲဘော်ကျော်စောကပြောပါရယ် DNAA တဲကိုဝင်လာတာကရဲဘော်တဦးချင်းရဲ့ဆန္ဒပါအောက်တိုဘာကအစောပိုင်းလောက်မှာပူလောပကဖစီနှုတ်ထွက်စာတင်ခဲ့တယ်ပူလောပကဖမှာပဲဆက်ပြီးတာဝန်ထမ်းဆောင်ခြင်းနဲ့ရဲဘော်တွေကိုလည်းပူလောပကဖတာဝန်ခံစီမှာပဲအထားခဲ့တယ်လို့သူကဆက်ပြောပါရယ် ပိုလိုမျိုးနယ်ပကပ်ဖားဖွဲ့ရဲ့အောက်တိုဘာ10ရက်ကထုတ်ပြန်ချက်မှာတော့ပိုလိုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့တဝဲမျိုးသားလူမျိုးရေးတပ်တော်စီတပ်ဖွဲ့ဝင်ဖြစ်ပူးပေါင်းဝင်ရောက်လိုက်ပြီလို့ဖော်ပြထားပါတယ် ပူလောမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာဒဝဲမျိုးသားလူမျိုးရေးတပ်တော်အဖြစ်ဆက်လက်ရည်တည်ပြီးတော်လန်ရေးပြီးမြောက်တဲ့အထိစစ်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်သွားမယ်လို့လည်းဖော်ပြထားပါတယ်။ DNA ရဲ့တာဝန်ရှိသူတယောက်ကအခုလိုပူးပေါင်းဝင်ရောက်လာတာဟာအမျိုးသားလူမျိုးရေးတိုက်ပွဲမှာအတူတကွပူးပေါင်းလှုပ်ဆောင်တော်လန်ခြင်းလို့ပါစစ်ရေးကိုတော့ပူလောမျိုးနယ်နဲ့တရချောင်းမျိုးနယ်အောက်ပိုင်းမှာလှုပ်ရှားမှာပါလို့ပြောပါတယ်။ ပူလောမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကုကဲမှုအောက်ကတပ်ဖွဲ့တစ်ခုအဖြစ်2024ခုနှစ်မေ9ရက်နေ့မှာစတင်ရည်တည်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်